ကျမအထက်တန်းပြဆရာမတယောက်နေနဲ့တာဝန်ထမ်းဆောင်နေတာဒီနေ့ဆို၃နှစ်ရှိပါပြီ။ကျမတပည့်တွေအားလုံးကတကယ်ကိုချစ်စရာကောင်းကြပါမယ်။သူတို့ထဲကတယောက်ကြောင့်တော့ကျမစိတ်တွေတကယ်ကိုကြောက်လန့်နေရပါတယ်။ကျမကဖန်တီးမှုစာပေဘာသာရက်ကိုသင်ကြားပေးနေရဆိုတော့ကျမတပည့်တွေရေးတဲ့ချစ်စရာကောင်းတဲ့အချက်စလန်းတွေတဲ့ထရင်ဖို့လျှို့ဝှက်စမ်းကြည့်ဇလန်းတွေပါဝင် ပုံမြင်မျိုးစုံကိုဖတ်ဖူးပါတယ်။ဒါပေမဲ့ ကက်စပါဟာရိုရဲ့လက်ရာတွေကိုတော့ဖေယာနေမှနိုင်ရှင်လို့မရပါဘူး။ကက်စပါကိုပထမဆုံးစားတွေ့တော့ငါသူကတငယ်ချင်းအပေါင်းအသင်းမရှိတဲ့တိတ်ဆိတ်တဲ့ကောင်းလေးတယောက်လိုပါပဲ။သူကလူအေးအေးလေးတယောက်လို့ကျွန်မထင်ခဲ့တာပါ။ဒါပေမဲ့သူ့ပုံမြင်တွေကအံ့ဩစရာကောင်းလာအောင် အသေးစိတ်လွန်အားကြီးနေပါတယ်။ဖန်နေရင်ကျွန်မကိုယ်တိုင်အခင်းဖြစ်ပွားရနေရကို ရောက်နေတယ်လို့သူတွေပေးပွားနေတယ်လို့ခံစားရပြီးပုံမြင်ဖက်ပြီးဖြစ်လာတဲ့ထိတ်လန့်ခံစားချက်က ညဘက်အေးပြောနေချိန်မှာတော့မပြောင်းသွားပဲအရေးလိုလိုက်နေခဲ့ပါတယ်။တမနက်မှာအလုသွားဖို့ကျမကာမောင်နေတော့ဗီဒီယိုဖွင့်လိုက်တာနဲ့အစီအစဉ်တင်ဆက်သူရဲ့စကားကြောင့်ကျမတုံ့လောက်သွားခဲ့ပါတယ်။သူတို့ပြောနေတဲ့လူတက်မှုကကတ်စပိုင်းနောက်ဆုံးပုံမြင်ထိတ်ခါအတိုင်းလမ်းနဲ့နေရာအထိလုံးဝတထက်ထဲကြာနေရပါ။တခုတည်းသောကွာခြားချက်ကတော့ကတ်စပိုင်းပုံမြင်ထိတ်ခါတရားခံကိုမျက်လုံးပြပြတွေနဲ့ထိတ်လန့်စရာကောင်းတဲ့အပြုံးရှိသူတရားလို့ဖော်ပြထားတာပါပဲ။ အပြင်လောကမှာတော့တကယ်လို့တသမားကိုဘယ်တော့မှရှာမတွေ့ခဲ့တာကြောင့်ကက်စပါရဲ့ဖော်ပြချက်ကကျမကောင်းထဲဆွေးနေခဲ့ပါတယ်။ကြောင်ဖွင့်ချင်းတခြားသူ့ပုံမြင်တွေနဲ့မြို့ပတ်ဝန်းကျင်ကလူတက်မှုတွေခြားကထိတ်လန့်စရာကောင်းတဲ့စင်တူယိုမမှုတွေကိုကျမသတိထားမိလာပါတယ်။သတင်းဌာနတွေနဲ့ရေဒီယိုအစီအစဉ်တွေက24နာရီပတ်လုံးသတင်းတွေထုတ်လွှင့်နေရကြောင်းဒါတွေကိုသတိမထားမိဖို့ခက်ခဲပါတယ်။ကျမတို့ကြောင်လန့်စီခဲ့တာကတော့ကက်စပါကောင် ဒီသတင်းတွေမတင်ဆက်ခင်ပါပဲသူ့ပုံမြင်တွေအလုံးကိုအမြဲတမ်းရေးထားပြီးသားဖြစ်နေရပါပဲဒါဟာတိုက်ဆိုင်မှုတသက်တခုတော့ဖြစ်နိုင်စရာမရှိဘူးလို့ကျွန်မခံစားလိုက်ရပါတယ်သူကတရားခံများလားလို့ကျွန်မတွေးခဲမိပါတယ်ဒီရဲ့ချက်ကြောင့်မင်းကျွန်မကကက်စပါနဲ့တွေ့ဖို့ကိုပါကြောက်လန့်ခဲ့ပါတယ်ကက်စပါနဲ့ကျွန်မမျိုးလုံးချင်းဆုံမိတိုင်းသူကပြုံးပြတက်ပြီးကျွန်မလေးထူဆန်းတဲ့အပြည့်ရှိသလိုခံစားချက်နဲ့ကြောက်ရွံ့မှုရောထွေးနေခဲ့ပါတယ်တနေ့တော့ကျွန်မကြောင့်မှနောက်ကျတဲ့အထိနေခဲ့ပါတယ် ညာကိုနိုင်လောင်မှပြန်ထွက်လာခဲ့တော့ပုံမှန်ဆိုចောင်းသားရီရဲ့စကားပြောတဲ့နေနဲ့ ਸੁ ញ្ញံနေတတ်တဲ့ចောင်းဆောင်ရဲ့ခံမာရီကတိတ်ဆိတ်ပြီးကြောက်စရာကောင်းနေပါတယ်။အဲ့နောက်ยีတန်တခုကိုကြားလိုက်ရတော့ကျမနှလုံးခုန်နှုန်းနေညံလာခဲ့ပါတယ်။ဒါဟာကျမစိတ်ထင်တာလို့ကိုယ်စိတ်ကိုလှည့်စားရင်မြင်မြန်ပြေးခဲ့ပါတယ်။ဒီလိုနဲ့ပဲစာသင်ခန်းတစ်ခန်းမှာမိရီဖွင့်ထားတာကိုကျမသတိထားလိုက်မိပါတယ်။သိချင်စိတ်ကြောင့် ဖင်းနေပေါက်ကနေချောင်းကြည့်လိုက်တော့အထင်မှားကက်စပါတယောက်တည်းအနီရောင်ရေတွေဖေးပွားနေရကိုတွေ့လိုက်ရပါတယ်။ကျမတို့မျိုးလုံးချင်းစုံမရနိုင်တဲ့ပြိုင်နဲ့ကျမချက်ချင်းလှည့်ပြီးပြေးခဲ့ရပါတယ်။ပြီးတော့ကျမတိတ်ခဲတာနဲ့ပတ်သက်ပြီးလုံချိုရင်အဆောင်ကိုအကြောင်းကြားခဲ့ပါတယ်။10မိနစ်လောက်ကြာတော့လုံချိုရင်အဆောင်ကကက်စပါကိုခေါ်ပြီးပြန်လာခဲ့ပါတယ်။ကက်စပါကအနီရောင်နေပြေးချန်နေုံပါပဲ။ဒါပေမဲ့သူ့ရဲ့လက်ထဲမှာအနီရောင်စေးဘူးတစ်ပုဒ်ကိုတွေ့လိုက်ရပါတယ်။ သူကပဲဒီ project ကိုအပီးတက်နေရဆိုပြီးပြောပါရယ်။ကျမလည်းရှေယွန်စိတ်နဲ့တောင်းပန်ခဲ့ရပေမဲ့ Casper နေသူ့ပုံမြင်တွေပေါ် ထိတ်လန့်မှုနဲ့တန်နေရကတော့မပြောက်ခဲ့ပါဘူး။နောက်ပိုင်းမှာကြောင်နီနာမှာလူအသေးအလောင်းတွေတွေ့ရဆိုတဲ့အကြောင်းဆရာနှစ်ယောက်စကားပြောနေရကိုကျမကြားလိုက်ရပါရယ်။ကြောင်ကကလေးတွေမချအောင်ဒီကိစ္စကိုလျှို့ဝှက်ထားခဲ့တာတောင်မှ Casper ကအဲ့ဒီအကြောင်းကိုပဲသူ့ရဲ့နောက်ထပ်ပုံမြင်မှာရေးခဲ့ပါရယ်။ဒီနောက်တော့ Gaspy မိပါရီနဲ့စကားပြောဖို့ကျွန်တော်အဆုံးဖြတ်ခဲ့ပါရယ်။ ဒါပေမဲ့လည်းသူဖေမစ္စတာဟာရုကိုစားတွေ့လိုက်တာနဲ့ကျမဇောချိတ်ပြန်သွားခဲ့ပါတယ်။သူကမျက်လုံးပြူပြူလေးနဲ့ထိတ်လန့်စရာကောင်းတဲ့အပြုံးရှိသူပါ။ကက်စပါရဲ့ပုံမြင်တွေထဲကတရားခန်းနဲ့တော်တော်တူပါတယ်။ကက်စပါဒီအသေးစိတ်အချက်အလက်တွေကိုသိနေတာသူ့အဖေကပြစ်မှုကျူးလွန်သူဖြစ်လို့ပဲလို့ဖြေရမယ်လို့ကျမယူဆလိုက်ပါတယ်။ကျမလည်းတွေ့ဆုံမှုကိုအမြန်အဆုံးသတ်လိုက်ပြီးအမည်မဖော်သူသတင်းပေးတယောက်အနေနဲ့ရဲကိုသတင်းပေးခဲ့ပါတယ်။ တိတ်မကြခင်ရဲ့အနေငယ်တင်မှာပဲမစ္စတာဟာရူဟာသူကျူးလွန်ခဲ့တဲ့ပြင်မှုတွေအတွက်ခိုင်လုံတဲ့သက်တည်အထောက်အထားတွေကြောင့်ဖန်ဆီးခံခဲ့ရပါတယ်ဒီလိုမျိုးတရားခံအစ်စ်ကိုဖန်ဆီးဖို့ကုညီလိုက်နိုင်လို့ကျမကြီးနဲ့တလို့ခန်းစားခဲ့ရပါတယ်။အခုဆိုရင်ကက်စပါကိုလည်းကျမအကြည့်ချင်းစုံရင်းနေပါပြီ။ဒါပေမဲ့ကက်စပါဘေးကနေဖြန့်ရှောက်သွားတိုင်းကျမရဲ့လက်တွေကထိမရအောင်တုံရင်နေဆဲပါပဲ။လေဝက်ချက်တွေအလုံးကို ူသိနေရဆိုတာကြောက်စရာကောင်းမိမဲ့သူရဲ့နောက်ထပ်ပုံမြင်တွေကိုမျှော်လင့်ရတာကလည်းထူဆန်စွာစိတ်လှရှားဆွဲကောင်းနေတော့မှာပဲ။